င်္ဂလာပါအပိုင်းကြီးစီရဲ့အပန်းအေးစေသင်ခန်းဆောင်ဗီဒီယိုကနေပြန်ကြိုဆိုပါရစေဒီသင်ခန်းဆောင်မှာဆိုရင်တော့ခုဆရာပြထားတဲ့ Today Seven Customer တပုတ်အောက် Customer တယောက်ချင်းစီကနေရောင်းရတဲ့အချက်လက်တွေကိုတပုတ်နဲ့ပြကျင်တဲ့အခါခုလိုမျိုးလေးလုပ်ပြီးလို့ရပါเนาะအဲ့တော့ဒီတပုတ်မှာကျတော့ဒီထူးခြားတာကဘာတွေပါလဲဆိုရင်ဆရာ slicer မှာဆိုရင်လဲเนาะ slicer ရဲ့ heading အကြောင်းတွေကိုပပယ်အောင်နဲ့ထားတယ်နောက်တစ်ခုက ီ slicer ရဲ့ pattern လေးတွေပေါ့နော် pattern လေးဆိုလဲဆရာကဒီမှာအနီရောင် pattern လေးတွေ ਨੇ ဒီလိုမျိုးထားပြီเนาะနောက်ခံအရောင်ကိုကြာတော့ဆရာကလိမ်ပေါ်ရောင်လေးထားပြီဒီအောက်မှာရှိနေတယ်เนาะ donut chat ဆိုရင်လဲဆရာကသူ့ထဲမှာပုံလေးတွေဖြည့်ပေးထားတယ်ပြီးရင် base stroke ကိုကြာတော့ရောင်စုံဖြည့်ပေးထားတယ်ဆိုတော့ဒါဆိုရင် printer ဆိုရင် printer ပုံလေးဒီမှာထည့်ပေးထားတယ်နောက်တစ်ခါ keyboard ဆိုရင် keyboard ပုံလေးပေါ့เนาะဒီလိုမျိုးကိုယ့်ရဲ့ဒီ product တွေကိုเนาะပုံလေးပါထည့်ပြီးတော့ချက်တွေထဲမှာ ပြကျင်တဲ့အခါမျိုးဆိုရင်ဒီတင်ကန်းစာလေးကိုကိုကပြီးတော့ကိုကလုံးလို့ရတယ်ပေါ့နော်နောက်တစ်ခုကဒီမှာဆိုရင် location နော် total save per region region လိုက်ရောင်းရတဲ့ total save တွေကိုလည်း location ဆိုရင်မန္တလေးဆိုရင်အဲမန္တလေးရဲ့ဒါတင်ဂေတာလေးပေါ့နော်နေပြီးတော့ဆိုလည်းနေပြီးတော့ရဲ့တင်ဂေတာတောင်ကြီးဆိုရင်ဒါတောင်ကြီးမြို့ရဲ့နော်တင်ဂေတာလေးနောက်တစ်ခုကရန်ကုန်ဆိုရင်ရန်ကုန်မှာရှိနေတဲ့ဒါပြည်ကုန်ဘုရားပုံလေးထည့်ပေးထားတယ်ပေါ့နော်အောက်မှာရှိတဲ့ total save ရဲ့ product product like total save တွေကိုလည်းဒါ ဒီ keyboard ဆိုရင် keyboard ပုံလေးနဲ့ဒီလိုမျိုးအရေးအတွက်နဲ့တော့ပြပေးထားတယ်ဆိုတော့ဒီလိုမျိုးလေးတွေအလောက်ချင်တယ်ဆိုရင်ဆရာတို့ကဒီသင်ခန်းစာကိုကိုးကားပြီးလုပ်လို့ရတယ် okay ဟုတ်ပြီအဲ့တော့ဒါဆိုရင်ဆရာတို့ရှေ့မှာ save data ရှိတယ်ပေါ့เนาะအဲ့တော့ save data ကိုဆရာတို့ကလိုချင်တဲ့ papers table တွေဆွဲလို့လိုက်တယ်เนาะအဲ့တော့ papers table တွေမှာဆိုရင် save percent တွေကိုပဲเนาะ slider ယူပြီးတော့မှဒါဆိုရင် percent ၄ရောက်လုံးကိုယူထားရပေါ့เนาะတကယ်လို့အောင်အောင်ကိုဆရာယူလိုက်တယ်ဆိုရင်အောင်အောင်နဲ့ဆိုင်တဲ့အချက်လက်တွေပဲဒီမှာပြပေး နောက်ကိုကိုရွေးရင်ကိုကိုနဲ့ဆိုင်တဲ့အချက်တွေမြန်မြန်နဲ့ရွေးရင်မြန်မြန်နဲ့ဆိုင်တဲ့အချက်တွေစုစုကိုရွေးရင်စုစုနဲ့ဆိုင်တဲ့အချက်လက်တွေဒီလိုမျိုးလေးတွေပြောင်းသွားကြတာပေါ့နော် Okay ဟုတ်ပြီအဲ့တော့ဒါဆိုရင်ဆရာတို့ကဒါကိုလေ့ကျင့်ဖို့အတွက် exercise ဖိုင်တစ်ဖွင့်လိုက်မယ်ပေါ့နော် Okay exercise ဖိုင်တစ်ဖွင့်လိုက်တယ်ဖွင့်ပြီးတော့မှဆရာတို့နော်ဒီ data အချက်လက်တွေကိုတော့ဆရာတင်ပေးထားတဲ့ raw data ဖိုင်နေရာနေသွားပြီးတော့ကူပေးလိုက်မယ်ပေါ့နော် Okay ဒါဆိုရင်ဆရာတို့ဒီ raw data တွေကို slam မှတ်လိုက်မယ် slam မှတ်ပြီးတော့မှ copy ကူးလိုက်မယ်ပေါ့နောက်ပြီးရင်ကိုယ့်ရဲ့ low lass final ကိုသွားလိုက်မယ်အစဖိုင်ရဲ့ဆရာတို့ကဒီ A နဲ့1နဲ့စုံတဲ့နေရာပေါ့နော် slot map ပြီးတော့မှ right click ထောင်ပြီးတော့ပြချပြလိုက်ဒါဆိုရင်ဆရာတို့ကူးလိုက်တဲ့ rotator တွေကခုကိုလုံးမဲ့ဒီ project excel workbook final ကိုရောက်လာခဲ့တယ်ပေါ့နော် okay ရောက်လာပြီဆိုရင်ဆရာတို့ pivot table တွေဆွဲထုတ်มาဖြစ်တဲ့အတွက်နော် data ဇာတ်ရဲကနေ pivot table တွေဆွဲထုတ်ခြင်းနဲ့ဆိုရင်ဒီ data ဇာတ်ကြီးကို table format အရင်ပြောင်းလိုက်နော် ဒီပဲဘောမှတ်ပြောင်းမှုဆိုရင်ဆရာ control နဲ့ t နဲ့တွဲနေလိုက်ပြီးရင် okay ပြီးလိုက်အဲဒါဆိုရင်ဒီပဲဘောမှတ်ပြောင်းလိုက် okay အားကြတော့ဆရာတို့က data ပေါ့နော် okay ဟို paper table တွေဆွဲတုံးမဲ့ data okay ပြီးဆိုရင်နောက်တော့ sheet တစ်တစ်ခုယူလိုက်မယ် sheet ရဲ့ name ကိုကြတော့ pi bod papers လို့နာမည်ပေးလိုက် okay အဲ့တော့အရင်ဆုံးဆရာတို့ raw data တွေကနေဘာတွေဆွဲတုံးမလဲနောက်ဒါဆိုရင်ဒီမှာ product တွေရှိတယ် region ရှိတယ်နောက်နောက်တစ်ခုက save percent ရှိတယ် နော်နောက်မှဆို quantity ရှိတယ် total ရှိတယ်အဲ့တော့ပေါ်တဲ့အလိုက် total sale ကိုလည်းရှာလို့ရတယ် region လိုက် total sale ကိုလည်းရှာလို့ရတယ်နောက်နောက်တစ်ခါ product လိုက် quantity ကိုလည်းရှာလို့ရတယ်နောက်ဒီလိုမျိုး3ခုလောက်ကိုဆရာတို့ကအသုံးပြုပေးလို့ရတယ် slicer ကိုတော့ဒီ save percent တွေကိုပဲထည့်မယ်ပေါ့နော်ဟိုဆွဲထုတ်လိုက်တဲ့ paper table တွေကိုဒီ slicer နဲ့ချိန်ပေးရမယ်ပေါ့ okay အဲ့တော့အရင်ဆုံး paper table တွေဆွဲထုတ်မယ်အဲ့တော့အရင်ဆုံးဒီ table ရဲ့ဆဲခွက်တစ်ခွက်တည်းကိုထားပြီးတော့ insert Pipas TV ကိုသွား Front TV Ring ကိုသွားပြီးတော့ Aegis TV ရှိမှာ Pipas ရှိကိုရွေးပြရ။နောက်ပြင်စရာဒီ A1 မှနေပြီးတော့ပဲ OK လို့ပြလိုက်။အဲဆိုရင် Pipas ထည့်တော့မယ်ပေါ့။နောက်ဒီမှာတော့ဆရာ C% ကိုပဲယူလိုက်။ Okay ။ဒီမှာကျ C% တခုပဲယူမယ်။ကျန်တာပါမှမယူ။နောက်ဒါ Pipas TV တခုရသွား။ပြင်ဒီ Pipas TV ကိုပဲဆရာက copy ကူးလိုက်မယ်။ပြင် column C မှာချပြီးတော့ပြချပြလိုက်။ Okay ။အဲဆိုရင်နောက်တဲ့ Pipas တခုရလာပြီ။ဒါကြတော့ဆရာကနော်ဒီ product alike เนาะ total sale ကိုယူလိုက်မယ်โอเคเนาะ product လိုက်ရောင်းရတဲ့ total sale ပမာဏเนาะโอเคပြီးရင်ဒါဝယ်ဆရာ copy ထပ်ကူမယ်ဒီပြီးရင်ဆရာက page ချလိုက်เนาะဒါကြတော့နောက်တစ်ခါ product align ဆရာ quantity ကိုယူပေးလိုက်မယ် total sale ကိုဖြုတ်ပြီးတော့ quantity ယူပေးလိုက်โอเคဒီလိုမျိုးလေးယူပေးเนาะအဲ့ပြီးရင်ဆရာနောက်ထပ်เนาะဒီ region align to the sale ယူပေးမယ်ပေါ့เนาะအဲ့တော့နောက်ထပ် copy တစ်ခုထပ်ကူလိုက်မယ် ြည့်ရင်ဒီ colon i မှာ ပေးချပေးလိုက်ဒီဒါကြတော့ဆရာက region ကိုပဲယူလိုက်မယ် product ကိုဖြုတ်ပြီးတော့ region လိုက်အဲဒီမှာကြတော့ဆရာက total sale ပဲယူလိုက်မယ်ပေါ့เนาะအဲ့တော့ quantity ကိုဖြုတ်ပြီးတော့ total sale ဒီ၃ခုပဲဆရာကเนาะဓာတ်ပုံမှာပေါ်ပြပေးမယ်ပေါ့เนาะအဲ့တော့ဆရာက slicer ရဲ့နောက်တစ်ခုကဒီ paper chat တွေရဲ့ကိုယ့်ရဲ့ဓာတ်ပုံမှာတွားပြီးတော့ပေါ်ပြပေးမယ်ပေါ့လိုအပ်တဲ့ paper တွေဆွဲထုတ်ပြီးဆိုရင်ဓာတ်ပုံတည်ဆောက်ဖို့အတွက် sheet တစ်ခု ဖန်တီးပေးမယ်ဒါကြတော့ဆရာကတက်ပုတ်လို့ပေးလိုက်မယ်ပေါ့နော် ESA EOERD တက်ပုတ် okay အဲ့တော့ဓာတ်ပုတ်ရှိကိုကြီးတစ်ခုလုံးကိုစလက်မှတ်လိုက်မယ်။ဟောဒီ E နဲ့1နဲ့စုံတဲ့နေရာစလက်မှတ်။ပုံလေးကနေပြီးတော့၄ပုံလေးကနေပြီးတော့နော်။ဒီ gray ရောင်လေးတစ်ခုဖြည့်ထားလိုက်မယ်။ Okay ဒီလိုရောင်လေးတစ်ခုဖြည့်လိုက်မယ်။ဖြည့်ပြီးပြီဆိုမှအရင်ဆုံးကျွန်တော်ကဒီဓာတ်ပုတ်ရဲ့ title ကိုဆွဲတော့မယ်ပေါ့နော်။အဲ့တော့ insert ကနေပြီးတော့ shape ကိုသွားမယ်။ ရှိတ်ကနေပြီးတော့မှတပောက်တစ်ခုယူလိုက်မယ်เนาะကောလန်တိုင်း A ကိုနည်းနည်းကျင်းထားလိုက်မယ်ပြီးမှဒီ A အစလောက်ကနေပြီးတော့ဆရာတို့တပောက်တစ်ခုဆွဲလိုက်မယ်အဲ့တော့ဒီတပောက်ဒီဆရာတို့အကြီးကြီးမသုံးဘူးပေါ့เนาะ Okay ဒီလောက်လေးပဲထားမယ်ပြီးရင်သူ့ကိုစာရိုက်မယ်ပေါ့เนาะ Total save by customer တပောက်ပေါ့ Okay SA ရင် save by CUSTOMER customer ဒီ SA ပြောရသည်တပုတ်ဆိုနာမည်ပေးလိုက်เนาะပြီးရင် လက်ပေါက်ကိုဆ်မှ်ပြီော့ဖုံးထဲကနေစန်တာညှိပေးပြီးရင်ဖောင်းဆိုင်ကိုကြီးပေးမယ်ပေါ့နော်โอเคဒီလိုမျိုးကြီးပေးလိုက်မယ်ပြီးရင်တပ်ပေါက်ရဲ့အရောင်ကိုရှိတ်ဖေးရနေပြီးတော့အဝါရောင်ဖြည့်ပေးလိုက်နော်စလုံးနေရဲ့အရောင်ကိုတက်ဖေးရနေပြီးတော့အနီရောင်ထားပေးပြီးရင်ဘိုးပေးလိုက်ပိုးပြီးတော့ထူလာတယ်ပေါ့နော်โอเคဒါဆိုရင်ဆရာတို့လိုချင်တဲ့ဓာတ်ပုတ်ရဲ့ဆရာတို့ခေါင်းစဉ်ကို ရသွားပြီပေါ့နော်โอเคရသွားပြီဆိုရင်ဆရာတို့ကစလိုက်ဒါထည့်မယ်နော်စလိုက်ဒါဒီဘယ်အနေယူมาလဲဆိုရင်ရှေ့မှာ pivot ရှိယူခဲ့တယ်โอเค pivot ရှိတယ်ကဒီနာမည်တွေပေါ့နော်နာမည်တွေဆွဲထုတ်ထားတယ် pivot table တကူ select ပေးပြီးတော့ pivot table analyze ထည့်သွားပြီးတော့ insert slider ဒီမှာကြောက်ဆရာက save person ကိုယူလိုက်မယ်โอเคပြီးလိုက်โอเคဒါဆိုရင် slider တကူရလာခဲ့ပြီနော်โอเคရလာတဲ့ slider ကို right click တောက် cast လုပ်ပြီးတော့မှ double ပေါ်မှာပါပြီးတော့ space ချပေးလိုက်โอเคဒါဆိုရင်ဒီ slicer ရဲ့เนาะဒီမှာဆိုရင်ဒါ column အနေနဲ့ပြရတယ်ပေါ့เนาะဒါ1 column ဒါ slicer တက်မှာဆိုတော့ column 1ပေါ့အဲ့တော့ column ကို၄ခုပြောင်းလိုက်မယ်လူ၄ယောက်ရှိရအတွက်ပြီးရင်ဒါကိုဆရာကနည်းနည်းဘေးကိုဆွဲချက်ပေးလိုက်မယ်ပေါ့เนาะโอเคဒါဆိုရင်ဒီမှာဆွဲချက်ပေးလိုက်ပြီโอเคပြီးရင်အောက်ကဆရာတို့ကလိုအပ်တဲ့ဟာတွေကိုရှင်းပေးလိုက်မယ်โอเคဒီဟာကိုဆရာကဒီအပေါ်နားမှာနည်းနည်းကတ်ပေးလိုက်ပြီးရင် ကျတော့ဒီ slider ရဲ့ design တွေကိုเนาะကိုစိတ်ကြပြင်ဆင်သတ်မှတ်ပေးလို့ရ။နောက်ဘယ်ကနေသွားမလဲဆိုရင် slider ထက်ကနေပြီးတော့ဒီမှာ slider style ရဲ့ base ကเนาะ down arrow လေးရှိတယ်။ဒါလေးကိုတစ်ချက်နှိပ်လိုက်။နှိပ်ပြီးတော့မှဒီမှာ new slider style ဆိုတာရှိတယ်။နောက်ဒီကနေပြီးတော့ကိုစိတ်ကြ style သတ်မှတ်ပေးလို့ရ။အရင်ဆုံးဆရာတို့ဒီ save person လို့ပေါ်နေတဲ့เนาะ slider ရဲ့ header ပေါ့เนาะ။အဲ slider ရဲ့ header ကိုအကြောင်းတစ်ခုသတ်မှတ်ပေးမယ်။အဲ့တော့ဒီမှာ header ဆိုတာရှိတယ်။ အဲ့ဒါဆိုတာကိုဆရာကစလမ်းမလိုက်မယ်စလမ်းမပြီးတော့မှ format ပြလိုက်နော် format ပြတဲ့အခါမှာဆိုရင်ဒီမှာဖောင့် color ကိုဆရာကအဖြူရောင်နဲ့ထားခြင်းနဲ့ color ကနေပြီးတော့အဖြူထားမယ်ပြီးရင်ဘိုးခြင်းနော်ပြီးရင် face မှာကြတော့ဆရာက purple ရောင်လေးဖြည့်လိုက်ပြီးရင် okay ပြလိုက်ဒါဆိုရင်သူက heavy bind ဆိုရင်ဒီဒီအခု preview မှာပြထားတဲ့ပုံစံမျိုးလေးပေါ့နော်သူကနောက်ခံ purple ရောင် ဇက်လုံးကအဖြူရောင်နဲ့ဒီလိုမျိုးလေးပြပြီ။ Okay ။ဟုတ်ပြီပြီဆိုရင်ဆရာတို့ကဒီ data တွေကိုရွေးချယ်ထားတဲ့အခါဆိုရင်ဆရာတို့က format လုပ်ပေးမယ်။ Okay ။သူ့ရဲ့အရာကိုကြတော့ဆရာက နောက်ခံအနီရောင်နဲ့ထားမယ်။ပြီးရင် pattern style မှာဆရာကနော်ဒီ pattern လေးတစ်ခုရွေးလိုက်။နော်ဒီအပြောက်အပြောက်လေးနဲ့ pattern လေးနော်။ရွေးချယ်ပြီးတော့မှ font ကိုကြတော့အဖြူရောင်နဲ့ပဲထားပေးမယ်။ပြီးရင်ဘိုးပေးလိုက်နော်။ Okay ။ ဒါဆိုရင်ဆရာတို့ကဒီဘတန်တစ်ခုကိုရွေးချယ်လိုက်တဲ့အခါမြင်တွေ့ရမယ့်ပုံစံကို format လုပ်ပေးပြီးသွားရင် ပြီးရင် okay ပေးဒါဆိုရင်သူကအခုလိုမျိုးလေးပြပေးတယ်ပေါ့နော် okay အဲတကယ်လို့เนาะရွေးချယ်ထားခြင်းမရှိဘူးပေါ့เนาะရွေးချယ်ထားခြင်းမရှိဘူးဆိုရင်ပုံစံနဲ့ပြပါတယ်ထပ်ပြီးတော့ဒီမှာ unselected item with data ဒါကို select မှတ် format ပေးပြီးတော့စလုံးကိုကတော့အဖြူရောင်ပို့ပေးမယ် fee မှာကြတော့ဆရာကအပြရောင်လေးနဲ့ထားပေးလိုက် okay ဒီလိုထားပေးလို့ရเนาะ ေပီအန်နဲ့โอเคပေးလိုက်တယ်เนาะဒါဆိုရင်ဆရာတို့ကဒီမှာဒီ3ခုပုံစံရသွားပြီเนาะပြီးရင်ဆရာတို့ကဒီ host slicer slicer တစ်ခုလုံးရဲ့နောက်ခံအကြောင်းကိုဖြည့်ပြီးလို့ရတယ်เนาะ format လုပ်ပြီးလို့ရတယ်အဲ့တော့ဆရာကဒီမှာ orange အောင်လေးထားပေးလိုက် ပြီးရင် okay ပေးလိုက်ဒါဆိုရင် host slicer slicer တစ်ခုလုံးရဲ့နောက်ခံအကြောင်းကိုဆရာတို့က orange အောင်လေးနဲ့ထားပေးပြီးရတယ် okay ပေးလိုက်အဲ့ဆိုဆရာတို့ကမပြောင်းသေးဘူးဒီ slicer မှာဆရာတို့လှုပ်လိုက်တဲ့ဟာလေးပေါ်လာတယ်เนาะဒီမှာဒီ slicer style 1ပေါ့ ါလေးကိုယူချလိုက်တာနဲ့ကျတော့ပေးထားခဲ့တဲ့ format ကိုကြောင်းပြီးတော့ဖြစ်ပါโอเคဒီလိုမျိုးလေး slider ရဲ့เนาะ design တွေကိုကိုယ်စိတ်ကြပြင်ဆင်သတ်မှတ်ပြီးလို့ရတာဖြစ်ပါတယ်โอเคပြီးဆိုရင်ဒီကောင်ကိုဆရာက right click ထောက်ပြီးတော့ paper table တွေနဲ့လမ်းပြီးတော့ report connection လုပ်ပေးရမယ်เนาะအဲ့တော့ paper table တွေအားလုံးကိုဆရာကချိတ်ပေးလိုက်မယ်เนาะ paper table လေးခုရှိတယ်ပေါ့เนาะအဲ့ဆိုရင်ဒီမှာ paper table လေးခုကိုချိတ်ပေးလိုက်โอเค ချိန်ပြီးလိုက်တဲ့အခါဆိုရင်ကျတော်ချက်တွေထည့်တဲ့အခါကြာရင်နောက်ဒီချိန်လိုက်တဲ့ရွေးချယ်လိုက်တဲ့လူနဲ့ဆိုင်တဲ့အချက်လက်တွေပြောင်းသွားမှာဖြစ်ပါအဲ့တော့အရင်ဆုံးဆရာတို့ paper sheet ကိုပြန်သွားမယ် paper sheet ကနေပရမအဦးဆုံးအနေနဲ့ total quantity by product နောက်အဲ့တော့ total quantity by product ဆိုတော့ဆရာတို့ကဒီမှာနောက် product alike quantity အရေးအတွက်နောက်ဒါကိုဆရာဒေါ်နဲ့ချက်နဲ့ပြ okay အဲ့တော့ဒီအလေကောင်က paper sheet ပဲပေါ့နောက်သူ့ကို slap ပေးတာ slap ပေးတဲ့အခါမှာ square တစ်ခွက်ပေါ်ဝဲ အတက်ဆယ်ထားလိုက်ပေါ့နော် pivot table analysis ကိုသွားပြီးတော့ pivot check ကိုသွားမယ်နော်အဲ့တော့ pivot check ကနေပြီးတော့မှဆရာက donut check ကိုယူမယ်အဲ့တော့ pine နေရနေပြီးတော့ဒီမှာ donut ကိုရွေးချယ်ပေးလိုက်နော်ပြီးရင် okay ပေးလိုက်ပြေးပြီးတော့မှဒီ button တွေကိုဖယ်ပစ်မယ်နော် button တွေကိုဖယ်ပစ်ဖို့အတွက် button တစ်ခုပေါ်ကို right click တော့ hide off button on check ကိုနှိပ်ပေးလိုက်အဲ့ဆိုရင် button တွေပျောက်သွားပြီ Okay button တွေပျောက်သွားပြင်ဆိုတော့ဒီဘက်မှာရှိနေတဲ့ဒီကန့်ကိုလည်း select ပေးပြီးတော့ delete လုပ်ပြလိုက်။ Okay ဒါဆိုရင်အခုလိုမျိုးပုံစံလေးဖြစ်သွားပြီเนาะဖြစ်သွားပြီဆိုမှဒီချက်ကြီးကိုပြန် select မှတ် design tag ကိုသွားအနောက်ရောင် background ရှိနေတဲ့ဟာလေးကိုရွေးလိုက်။ပြီးမှဒီ keyboard ဆိုတော့ပြန်ပေါ်လာတဲ့เนาะဒီကန့်တွေကိုထပ်ပြီးတော့ဖြတ်ပြလိုက်။ဒါသူ့ရဲ့ auto လောက်ထားတဲ့ design ကိုရွေးရွေးအတွက်သူကလီကန်မှာပါလာ။ဆရာမလို့ခြင်းမှုဖြတ်ပြလိုက်မယ်။ဒါဆိုရင်ဒီ chat title ကို ဒါက total quantity qty လို့ပဲရေးလိုက်မယ်ပေါ့နော် by pr o du cts product လို့ချက်တိုက်တယ်ပေးလိုက်နောက်ပြီးရင်ဒီ donut ကို slam မှတ်လိုက်ဆိုတော့ donut ကို slam မှတ်တဲ့အခါဒီ donut ရဲ့ area ပေါ်မှာတစ်ချက်နှိပ်လိုက်တာနဲ့သူကအကုန်လုံးကို selection ဝင်သွားတယ်နောက်ပြီးမှ right click တော့ format data cd ကိုသွားမယ်နောက် format data cd ကနေဒီ donut host site ရဲ့နော်ဒီ host site ကိုဆရာတို့က ပါစန်တေရှော့ချပေးလိုက်။အဒီလိုမျိုးလေးဆရာတို့ကပါစန်တေရှော့ချပေး။ Okay ။ဒီဆိုရင်နော်ဒီပုံမှာဆရာတို့က right click ထောက်ပြီးတော့ s data လေးပဲထည့်လိုက်။အဒါဆိုရင်သူကဒီမှာအရေအတွက်တန်ဖိုးလေးတွေကျလာတယ်နော်။ဒီ data လေးပဲကိုတစ်ချက်ပြန်နေပြီးတော့ right click ပြန်ထောက်ပြီးတော့ format data လေးပဲအနေပြီးတော့ category name ကိုထည့်ပေးမယ်။နော်။ပြီးရင်ဆရာတို့က value နဲ့ပေါ့နော်။အဲ့တော့ comma နဲ့ပြလဲရတယ်။ ။ဒါမှမဟုတ်ဆိုရင်ဆရာတို့ကနောက်တစ်ကြောင်းဆင်းတဲ့ပုံစံဒီ separator မှာ new line ကိုရွေးချက်လိုက်။ဒါဆိုရင်တော့သူက line တင်းနဲ့ပြတယ်။ပြီးဆိုမှဆရာဒီ label လေးတွေကိုနော် label လေးတွေကိုအယောင်ဖြစ်ပြလိုက်။ fill ကနေပြီးတော့နောက်ခံ solid fill ကိုဆရာကဒီ color ကနေပြီးတော့အနီရောင်ထားပေးမယ်။အဲ့တော့စလုံးရဲ့အယောင်ကတော့အဖြူရောင်ပေါ့နော်။အဲ့စလုံးကိုပိုးပေးလိုက်။ပုံနဲ့ရသွားပြီးပိုးပေးလိုက်။ပြီးမှဒီ label လေးတွေကိုအပြင်ကိုဆွဲတော့နော် ်တခုချင်းစီဆွဲတော့ပြလိုက်เนาะအဲ့တော့ဒီမှာ keyboard ဆိုတာလေးပေါ့နှစ်ချက်နဲ့ရင်သူကသူ့တခုတည်းကိုရွေးချယ်တာပြင်အပြင်ကိုဆွဲတော့ပြလိုက် okay ဒီလိုမျိုးလေးဆွဲတော့ပြလို့ရကျွန်တော်က printer ကိုလည်းအဲ့လိုပဲတစ်ချက်ထောက်အပြင်ကိုဆွဲတော့ပြလိုက် mouse ကိုရွေးချယ်ပြင်အပြင်ကိုဆွဲတော့ပြင် monitor ကိုလည်းအဲ့လိုပဲဆရာတော်ကအပြင်ကိုဆွဲတော့ပြလိုက်နော် ပြင်ဒီဘက်က laptop ကိုလည်းအပြင်ကိုဆွဲတော့ပြလိုက် okay အဲ့ဆိုရင်ဆရာတော်အပြင်ကိုရသွားပြီเนาะဒီ label တွေကအပြင်ကိုရောက်သွားပြီ ပြီးဆိုရနေဆိုတော့ဒီ donut အထဲထဲမှာပုံလေးတွေထည့်မယ်အဲ့တော့ဒီ donut ကိုပြန်ပြီးတော့ slam မှတ်လာနော်အဲ့တော့ slam မှတ်ပြီးတော့မှပုံထဲမှာဖြစ်တဲ့အတွက်နော်တခုချင်းစီကိုထည့်မှာဖြစ်တဲ့အတွက် printer ဆို printer ပုံလေးထည့်မယ် keyboard ဆို keyboard ပုံလေးထည့်မယ်အဲ့တော့ဆရာတို့ကတခုချင်းစီပြန် slam မှတ်ရမယ်ပရမာဆုံးတစ်ချက်နဲ့ရင်အကုန်လုံးကို slam မှတ်တယ်နောက်တစ်ချက်ကြတော့ကိုထည့်ကျင်တဲ့ဟာလေးကိုတစ်ချက်ထည့်တယ်ဒါဆိုရင်သူကဒီတခုတည်းကို selection ဖြတ်သွားတယ်နော်ဖြတ်သွားပြီဆိုမှဆရာတို့ကဒီဘက်နော်ဒါဆိုရင်ဒီမှာ ဒီစေးပုံးလေးမှာပစ်ချာကိုရွေးပြရမယ်เนาะအဲ့တော့ပစ်ချာအော်ပစ်ချာကနေပြီးတော့ဒီမှာကိုယ့်ရဲ့ insert ကိုသွားမယ်ပေါ့เนาะအဲ့တော့ from file ကိုသွားကိုယ့်ရဲ့ပုံရှိတဲ့နေရာနေသွားထည့်ပြရเนาะအဲ့တော့ okay ဒါဆိုရင်ဒီမှာဒါလေးကို zip file နဲ့လုပ်ပေးတာเนาะအော်ဒါဒီဆရာတို့ကပရမအုပ်ဆုံးအနေနဲ့ဘာအတွက်ထည့်မှာလဲဆိုရင် printer တက်ထည့်မယ်ဆိုရင် printer လေးကိုယူရအောင်ပြီး insert လုပ်မယ်ဒါဆိုရင်ဒီမှာ printer နေရာမှာ printer ပုံလေးရောက်လာเนาะပြီးရင်နောက်တစ်ခု select မလိုက်မယ် တခြား or တခြားသွားမယ်အဲ့တော့ printer ပုံပြန်ဝင်လာရဲအဲ့တော့ insert ကနေပုံပြောင်းပေးရမယ်เนาะ from a file ကနေပြီးတော့မှအဲဒီဆရာတို့က keyboard ပုံလေးကိုပြောင်းပေးလိုက်။ဒါဆိုတော့ keyboard ပုံလေးရလာပြီ။ပြီးရင်နောက်တစ်ခုရွေးမယ် laptop ပေါ့နော်။အဲ့တော့ picture or တခြားဖိနေတော့မယ်။အဲကျတော့ဆရာတို့ manual တစ်ခုချင်းစီလိုက်လုပ်ပေးရတယ်နော်။နောက်တစ်ခုကကျတော့ဆရာတို့ laptop ပုံလေးကိုရွေးပေးမယ်ပေါ့။ Okay. Okay နောက်တစ်ခု slam မယ်။တခြား or တခြားသွားမယ်ပေါ့နော်။ princess ကနေပြီးတော့နောက်တစ်ခုကကြတော့ monitor ကိုရွေးချယ်ပေးလိုက် princess ဒီပြီးရင်နောက်တစ်ခုကကြတော့ဆရာတို့ကပချောတချာနေ princess chrome file နေပြီးတော့ mouse ပုံလေးကိုရွေးချယ်ပေးလိုက် okay ဒါဆိုရင်ဆရာတို့ဒီမှာပုံလေးနေဖြစ်သွား okay ဒီပုံလေးတွေကိုဆရာတို့ကနော်ဘေးကနေပုံလေးတွေကတ်မယ်ပေါ့ပြီးရင်ဆရာတို့ကပုံတစ်ခုနဲ့တစ်ခုကိုခွာပေးမယ်နော်အဲ့တော့ဆရာတို့က ခြားချက် area တခြားနေရာတစ်ချက်နေပြီးမှဒီ donut ချက်ပေါ်ပြန်နေဒါဆိုရင်အကုန်လုံး selection ဝင်သွားဝင်သွားပြီဆိုမှဆရာတို့ကဒီဘက်เนาะ format data cd ပေါက်ပွင့်နေရဆိုရင်ဒီချက်ပုံလေးရှိเนาะ cd option ပုံလေးရှိဒီမှာဆရာတို့က donut explosion ကို percentage လေးနဲ့တင်ပေးလိုက်ဒါဆိုရင်သူကတစ်ခုနဲ့တစ်ခုနဲ့နဲ့ကွာသွားရပေါ့เนาะ okay ကွာသွားပြီဆိုမှဆရာတို့ကသူ့ရဲ့เนาะဒီရှေ့မှာရှိနေစေပုံလေးကနေပြီးတော့ border line ထည့်ပေးမယ်เนาะ border line ထည့်တဲ့အခါဆရာ gradient line ထည့်ပေးလိုက်မယ်เนาะ ဒီ gradient ကိုရွေးချယ်ပြီးတော့မှဒီမှာ stock လေးတွေရှိတယ်เนาะအဲ့တော့ stock လေးတွေပေါ်ကနေပြီးတော့ဒီကြားတဲ့နေရင်အစ်စ်လေးတိုးလာလိမ့်เนาะဒီ stock လေးတွေကိုကိုလိုချင်သလို color လေးတွေပေါ်အောင်နေရာရွှေ့ပြီးပြီးမှအရောင်လေးတွေရွေးမယ်ပေါ့เนาะပထမဆုံး stock နဲ့အောက်မှာ color နေပြီးတော့ဟွာရောင်လေးထားပေးမယ်နောက်ပြီးရင်ဒုတိယအစိမ်းရောင်တတိယနေရောင်ရွေးမယ် stock dot stock ပြာအောင်ရွေးမယ်နောက်ဆုံး stop ပိန်မော်ရောင်လေး brown ရောင်လေးရွေးလိုက်မယ်ပေါ့နော် okay ဒါဟိုမှဆရာတို့ကဒီအောက်မှာရှိနေတဲ့ whisk ကိုထူပေးရမှာဖြစ်ပါတယ်နော်အဲ့တော့ whisk ကိုဆရာထူပေးလိုက်ဆိုရင်ဆရာဒီမှာတားအကြီးကြီးရခြင်းနဲ့ဆိုရင်ပို့ပြီးတော့ထူပေးလိုက်ပေါ့နော် okay ဒါဆိုရင်ဆရာကဒီမှာ10လောက်ထားကြည့်လိုက် okay ဒါဆိုရင်တော့ထူလာခဲ့ပြန်တားခေါ်လိုက်ဒီလိုမျိုးလေးဖြစ်သွားပြီပေါ့နော်အဲ့တော့သူ့ရဲ့ဒီ type မှာနော်ပေါ်ခြင်းတဲ့ပုံစံ radial နဲ့ရွေးလို့ရတယ်နော် တို့က rectangular နဲ့ရွေးလို့ရတယ်ဒါတော့ကိုယ်စိတ်ကြိုက်ဟုတ်ပြီပေါ့နော် pass နဲ့ရွေးလို့ရကိုယ်ကြိုက်တဲ့ style လေးတွေကိုရွေးချေပေးလို့ရတာဖြစ်ပါတယ် okay ဆရာကဒီ time မှာ pass ကိုရွေးပေးထားလိုက်မယ်ပေါ့နော် okay ဒါဆိုရင်တစ်ခုရပြီပေါ့နော်ပြီးမှဒါကို right click တော့ cast လုပ်လိုက်မယ် dashboard ထဲသွားပြီးတော့မှပြပြန်ချပေးလိုက် okay အဲဆိုရင်ပေါ်လာခဲ့ပြီပေါ့နော်ဒါလေးကိုကိုလိုချင်တဲ့ site လေးရအောင် ပြန်ပြီးတော့ချုပ်ပေးပေါ့နော် ဒီ site လောက်လေးဆရာထားပေးလိုက်เนาะ Okay ဒီပြီဆိုရင်ဆရာတို့ကဒီမှာ format shape ဖိတ်ထားလဲရတယ်ဖွင့်ထားလဲရတယ်เนาะကြိုက်တယ်လို့လို့ Okay ပြီဆိုရင်ဆရာတို့ကပြပတ်ထည့်ရနေပြီးတော့နောက်တစ်ခုကကြတော့ဆရာကဒီ region light to the sea ကိုထည့်မယ်ပေါ့เนาะအဲ့တော့နောက်ဆုံး pivot ကို select မဲ့ pivot table analyze ကနေပြီးတော့ pivot check ကိုသွားမယ်ပေါ့။နောက် pivot check ကနေပြီးတော့မှဆရာက line check ကိုယူပေးလိုက် လိုင်းချက်ကမှဒီ marker လေးတွေနဲ့ဟာကိုယူပေးလိုက်။ Okay ပြီးရင် Okay ပေးလိုက်မယ်เนาะ။ Okay ပေးပြီးတော့မှ sum of total sales ကို right click ထောက် hide of the button လို့လိုက်။ပြီးရင်ဒီ back เนาะညာဘက်မှာရှိနေတဲ့ total ကိုလည်း slash map ဖြတ်ပြလိုက်။ Okay ဒါဆိုရင်ဒီလိုမျိုးလေးကျန်တယ်เนาะ။ကျမ်းမီဆိုမှသူ့ရဲ့เนาะနောက်ကန် background ကိုလည်းဆရာဒီဇိုင်းကနေပြီးတော့အနက်ရောင် background လေးတစ်ခါတည်းရွေးချယ်ထားလိုက်မယ်เนาะ ဒီမှာဒီ title ကိုထပ်ပြီးတော့ဖြည့်ပေးမယ်ပေါ့အဲ့တော့ total save by region ပေါ့အဲကြတော့ region like total save ပေါ့နော် SCL ရ save by RE RGIONS region ဟော region like နော်မန္တလေးရှိမယ်နေပြည်တော်ရှိမယ်တောင်ကြီးရန်ကုန်ဒီလေးခုမှာရှိနေတယ် region like total save ပေါ့နော် okay ဒီပြီဆိုမှဆရာကဒီ line တွေ marker တွေကိုကိုလိုချင်တဲ့ပုံစံပြန်ပြင်မယ်နော်ဒီ line လေးကို slam မှတ်လိုက် မှတ်လိုက်တာနဲ့ဆရာတို့ကဒီဘက် format data cd ဘောက်ကဖွင့်လာတာဖြစ်တဲ့အတွက်ဒီမှာ line ဆိုရင် line ကိုအရင်ရွေးလိုက်နော်အဲ့တော့ line ကိုရွေးထားတာဖြစ်တဲ့အတွက်ဒီမှာဆရာက gradient line ရွေးချယ်ပေးလိုက်နော်အဲ့တော့ gradient line ရွေးချယ်လိုက်တဲ့အခါဆိုရင်ဒီမှာအောက်မှာဆရာတို့ gradient store လေးတွေကိုကိုလိုချင်တဲ့အကြောင်းလေးတွေဖြစ်အောင်ရွေးချယ်ပေးမယ်အဲ့တော့ primary zone store လေးကိုနေ color နေပြီးတော့အဝါဒုတိယဆိုရင်ဟွာအစိမ့်ပေါ့နော်ဆရာဒီဟာလေးတွေပဲတုံလိုက်မယ်ပြီးရင်အနီနောက်ဆုံး store က အပြာပါစိနီပြာပေါ့เนาะဒါလေးလောက်လိုက်โอเคပြင်သူ့ရဲ့ line site ကိုဒီမှာ width ကနေပြီးတော့ကြီးပေးလို့ရเนาะ width ကနေပြီးကိုလိုချင်တဲ့ site ကိုကြီးပေးပေါ့ဒါဆိုရင်ဒီမှာ line site လေးကကြီးလာခဲ့တာဖြစ်ပါတယ်โอเคပြီးဆိုရင်ဆရာတို့ကเนาะအခုက line ကိုလောက်တာဒီမှာ marker လေးတွေရော selection ဖြစ်နေရတာဒီမှာ marker ဆိုတာလေးရှိတယ် marker option နဲ့ဝင်လိုက်ပေါ့เนาะပြင် bit in ကိုယူပြီးတော့မှဆရာတို့က site ကိုရွေးချယ်ပေးလိုက်โอเคအဲဆိုရင်ဆရာတို့ဒီမှာ site ကို ဒီခက်ကြီးကြီးလေးပေါ့နော်ဒီထဲမှာပုံလေးရထည့်ချင်တာဖြစ်တယ်ဒီလိုမျိုးကြီးပြလိုက်လို့ရနော်โอเคပြီးပြီဆိုမှဆရာတော်ကသူ့ရဲ့အရင်ဆုံးเนาะဒီ၄ခုလုံး selection ဖြစ်နေတဲ့အချိန်မှာမှာသူ့ရဲ့ပေါ်တာပေါ့နော်အောက်မှာဆိုရင်ပေါ်တာရှိတယ်။နောက်ဒါကဆရာတော်က marker ကိုရွေးထားတယ် marker option ကိုရွေးထားတယ်အောက်မှာဆိုရင်ပေါ်တာရှိတယ်ပေါ်တာကိုလည်းဆရာက gradient line နဲ့ပတ်ပြလိုက် နော်အဲ့တော့ဒီမှာအောက်မှာ store လေးတွေပေါ်လာခဲ့တယ်။ Okay ဒီ store လေးတွေရဲ့အကြောင်းလေးတွေကိုတစ်ခုချင်းစီနှိပ်ပြီးတော့ဟောပါ စေအနီအပြာဒီလေးရွေးချယ်ပေးလိုက်เนาะ โอเคပြီးဆိုရင်သူ့ရဲ့ wish ကိုနည်းနည်းထူပေးလိုက်အဲโอเคဒါဆိုရင်ဆရာတို့ကဒီလိုမျိုးလေးပေးရเนาะဒီ border line လေးပေါ်လာပြီးမှဆရာတို့တခုချင်းစီကိုပြန် select မှတ်မယ်ခုအကုန်လုံး selection ဖြစ်တဲ့အချိန်မှာဒီတခုကို select မှန်တခုပဲရွေးချယ်သွားရပေါ့เนาะအဲ့တော့ရွေးချယ်ပြီးသားရဲ့အချိန်မှာမှဒီဘက် format data point ကနေအပေါ်ဆုံးမှာ face ဆိုတဲ့နေရာမှာ picture ကိုရွေးလိုက်เนาะ အပစ်ချားနေပြီကိုကပုံပြောင်းရမယ်ပေါ့နော် insert ကိုသွားပြီးရင် profile နေပြီးတော့ပြီးတော့ mandaly ပုံလေးယူလိုက်မယ် insert ပေါ့နော်အဲဆိုရင် mandaly ပုံလေးရလာပြီးရင်ဒုတိယဟာလေးကိုဆက်လက်မယ်ပစ်ချား order ချာသွားပြီးတော့ insert ကနေပြီးတော့ profile ကနေပြီးတော့နေပြီးတော့ပေါ့နော်ပြီးရင် insert okay ပြီးရင်တောင်ကြီးပုံကို insert လုပ်ပြီးမယ်ပစ်ချား order ချာ insert profile ကနေပြီးတော့ တောင်ကြီးမြို့ရဲ့ပုံလေးပေါ့နော် ancestor လိုက်ပြီးပြီးရင်နောက်ဆုံးကရန်ကုန် region ပေါ့နော်ပချောင်းတချာနေ ancest chronic fire နေပြီးတော့မှရန်ကုန်ပုံလေးကို ancestor ပေးလိုက်တယ်ဒီချက်ကြီးကို right click ထားပြီးတော့ cast လုပ်ပြီးနော်ဓာတ်ပုတ်ထဲမှာသွားပြီးတော့ထည့်ပေးလိုက် okay အဆင်ပြေပေးချပေးလိုက်တယ်နော်ဒီ site လေးကိုလည်းကိုလိုချင်တဲ့ site လေးထားပြီးပေါ့ okay ้ามาเสียราชาตາคู่แทนออกมาเป็นแดดแหวเนาะใส่เลี้ยวเนเน่ซีบีไลີ์อสรรคเผิดตัวไดิบกกอาลีเลยเนเน่แช่ไปไลโอเคဒီတ်ပုတ်ပေါ်မှာနှစ်ခုထည့ ပြီးဆိုရင်နောက်ဆုံးချက်တစ်ခုထည့်မယ်ပြပတ်ရှိကိုသွားမယ်နောက်တစ်ခုကကြတော့ဆရာတို့ကဒီ product light total save ပေါ့နော်ဒီဒုတိယပြပတ်ကို selection ထားပြပတ် stable light ထဲကနေပြပတ်ချက်ကိုသွားလိုက်မယ်နောက်ပြပတ်ချက်ကနေပြီးတော့မှ colon ချက်ကိုပဲယူလိုက်နောက်ပြီးရင် okay ပေးလိုက် okay ပြီးရင်ဒီ button တွေကို high off ပြ button လောက်လိုက်မယ်ဒီက total ဆိုတာလေးကို select ပေးပြီးဖြတ်လိုက်ပြီးရင် chat title ကိုပြောင်းမယ်ပေါ့เนาะ total c i iao du city products เนาะပြီးဆိုရင်ချက်ကြီးကိုပြန် slam မဲ့ design ရနေပြီးတော့အဲနှက်ရောင် background လေးရွေးချယ်ထားလိုက်မယ်ပေါ့เนาะ column ထဲမှာဆရာတော်ပုံလေးထည့်ပြအောင်အဲ့တော့ keyboard ဆိုရင် keyboard ရဲ့ပုံလေးဖြစ်အောင်ဆရာတော်ဒီ column လေးကို slam မဲ့လိုက်ဒါဆိုရင်အကုန်ဝင်သွားတဲ့အချိန်နောက်တစ်ချက်ထည့်နေပထမဆုံးဟာလေး selection ဖြစ်သွားတဲ့အချိန်မှာဆရာတော်ဒီဘက် format data point မှာမှာဆရာတော် picture or တခြားဖြစ်ရနေ insert ကိုသွားမယ်ပေါ့เนาะဒါကြတော့ဆရာတော်က keyboard ပုံလေးပြန်ရွေးပြဒီလိုမျိုးလေးပေါ့ ော်ဒါဆိုရင်ဒီမှာ keyboard ပုံလေးဖြစ်သွားပြီးမှသူ့ရဲ့ဆရာတို့ကနော်ဘေးကပေါ်လာ line ကို solid line လေးထည့်ပြီးအကိုထည့်ကျင်တဲ့ line လေးထည့်ပြီးဆရာကဒီမှာအဖြူရောင်လေးနဲ့ထည့်ပြီးလား okay နောက်တစ်ခု slam မှတ်မယ်အဲ့တော့ဒီမှာ solid line ကိုအရင်ထည့်လိုက်ရနော်ဒီမှာ solid line ဖွင့်ပေးလိုက်ပေါ့နော်ပြီးရင်ဆရာတို့က picture တော့တခြားဖေးသွားမယ် insert ကနေပြီးတော့ laptop ပေါ့နော်အဲ့တော့ profile ကနေပြီးတော့ laptop ပုံလေးရွေးပြီးဒါကြတော့ column ထဲမှာဆရာတို့က အကြောင်းနေမဟုတ်ပဲနဲ့ product နဲ့ဆိုင်တဲ့ပုံလေးတွေပြကျင်တယ်ဒီလိုလုပ်လို့ရနောက်ပြင်ဆရာတော်ဒီမှာ monitor column လေးကို select မှတ်မယ်ပြီးရင်ပချောက်တချောက်သွားမယ်ပေါ့နော် in insert ကနေပြီးတော့ front file ကနေပြီးတော့ဒီမှာ monitor ပုံလေးရွေးချယ်ပြလိုက် insert ကိုထည့်နေပြီးရင် mouse ပေါ့နော်နောက်တစ်ခုကပချောက်တချောက်နေပြီးတော့နော် insert ကနေ front file ကနေပြီးတော့ mouse ပုံလေးရွေးချယ်ပြလိုက်ဒီနော် နောက်က printer ပေါ့။နောက် printer ဆိုလည်းပြချောက်တချာနေပြီးတော့ insert printify နေပြီးတော့ printer ပုံလေးထည့်ပေးလိုက်။ Okay ။ပြီးဆိုရင်ဆရာတို့ကနော်အခုချင်းစီဘေးကဒီလိုအဖြူတွေမတ်ချင်ဆိုအကုန်လုံးတစ်ပြိုင်တည်းလောက်ထားတဲ့အချိန်မှာမှာဆရာတို့က solid line မှာဖွင့်ပေးတယ်။ဒါဆိုရင်အကုန်လုံးတစ်ပြိုင်တည်းဝင်သွားလိုက်မယ်ပေါ့နော်။ Okay ။ပြီးရင် data label လေးအထဲမှာဒီ column တွေပေါ့ slash mark right click ထောက်ပြီးတော့ဒီမှာ as data label နှိပ်ပေးတယ်။ Okay ဒါဆိုရင် data label လေးတွေဒီလိုမျိုး ပေါ်လာခဲ့တယ်ပေါ့နော်ဟုတ်ကဲ့အဲ့တော့ဒီမှာကော်လံထဲမှာပုံလေးတွေထည့်တဲ့အခါကျရင်ဆရာတို့ကဒီအောက်မှာပေါ့နော် strut တို့ stack တို့ဒါလေးတွေရွေးချယ်လို့ရအောင်ဒါဆိုဒီမှာပုံလေးတွေကအများကြီးဖြစ်တယ်ပေါ့နော် stack ဆိုရင်ပုံလေးတွေကဒီလိုမျိုးလေးနော်တပုံနဲ့မဟုတ်ပဲနဲ့အများကြီးဖြစ်တယ်ပေါ့ဒါကြတော့ကိုယ့်ရဲ့ဒီ set ပေါ်မူတည်ပြီးတော့ပုံလေးတွေထည့်တာဖြစ်တဲ့အတွက်နော် AZ ရဲ့ resolution တော့နည်းနည်းကျနိုင်တယ်ဒီရွေးချယ်တဲ့အခါကျရင်နည်းနည်း14နိုင်တယ်ပေါ့နော်ပုံလေးထည့်ပြရပြီဒီလိုလေးလည်းလုပ်ပေးလို့ရနော် ပြီးမှကျွန်တော်က right click တော့ချက်ကြီးကို cast လုပ်ပြီးတော့မှ dashboard ထဲကိုသွားပြီးမှပြချပေးလိုက်မယ်ပေါ့နော် Okay ဒီဆိုမှဒီ out ကမြင်ကွင်းလေးကိုဆရာတို့ကဝင်အောင်နည်းနည်းဆရာတို့ကအပေါ်နည်းနည်းဆွဲချုံပေးလိုက် Okay ပြီးဆိုရင်ဒါလေးကိုနောက်ကိုဆွဲဆန်ပေးလိုက်မယ်နော်ဒီဘက်က format check area ကိုပေးလိုက်မယ် โอเคဒါဆိုရင်ဆရာတို့ကဒီလောက်ဆိုရင်အဆင်ပြေရပေါ့နော်ဒါပေမဲ့ဒီ column ချက်လေးကိုနည်းနည်းအပေါ်တင်လိုက်မယ်ဘေးကဘောင်လေးခက်ချင်းလေးโอเคအဲ့တော့ဆရာတို့ကဒီမှာဒီ product ပုံလေးတွေထည့်ထားရပေါ့နော်ဒီကအောင်အောင်ကိုရေးလိုက်တာနဲ့အောင်အောင်နဲ့ဆိုင်တဲ့အချက်လက်လေးလိုက်ပြောင်းတာနော်ပြီးရင်ကိုကိုရေးရတယ်ကိုကိုနဲ့ဆိုင်တဲ့အချက်လက်လေးအဲ့တော့ဒီမှာ stack ကိုထားခဲ့တာဖြစ်တဲ့ပုံလေးတွေအပြည့်မှာပေါ့เนาะအဲ့တော့ဒီ column တွေကို select ပြန်မှတ်ပြီးတော့ right click ထောက်ပြီးတော့မှ format data series ကနေပြီးတော့เนาะ field ကိုပြန်သွားလိုက် ဖះနေပြီးတော့မှဆရာတို့ကသူကတခုချင်းစီကိုပြန်နှိပ်ကြည့်ရနော်တခုချင်းစီမှာဆရာတို့ကဒီမှာပစ်ချောက်တချောက်ဆိုပေါ်တယ်ပေါ့နော်အဲ့တော့ဒီမှာ strength ကိုပဲပြန်ထားလိုက်နော်အကုန်လုံးကို strength ကိုပြန်ထားလိုက်အမှသူကပုံလေးတွေကသေးသွားရင်လည်းသေးသွားတဲ့ပုံစံအပြည့်ပေါ်တာပေါ့နော် okay ဒါက printer ဆိုလည်းအဲ့လိုပဲ strength ကိုထားလိုက် okay ဒီလိုလေးပေါ့နော်အဲဆိုရင်ဆရာတို့ကတော့ပြန်ပေးလိုက်မယ်ဒီမှာများများကိုရေးချင်ရင်များများနဲ့ဆိုင်တဲ့အချက်လက် โอเคสุสุဒီလိုမျိုးလေးညများကိုကိုအောင်းအောင်းเนาะရွေးချယ်လိုက်တဲ့ဒူနဲ့ဆိုင်နဲ့အချက်လက်လေးတွေလိုက်ပြီးတော့ကြောင်းသွားတယ်เนาะဒီ line chart လေးတွေမှာဆိုရင်ဆိုတော့ data level လေးတွေထည့်ဖို့ right click ထောက်ပြီးတော့ as data level လို့โอเคဒါဆိုရင် B ကနေပြီးတော့ဒီမှာ data level လေးတွေပေါ်ပြီးတယ်ပေါ့เนาะဒီဒါဆိုရင်ဒါစုစုနဲ့ဆိုင်နဲ့ချက်လက်လေးပေါ့အဆိုရင်ညများနဲ့ဆိုင်နဲ့ချက်လက်အဆိုရင်ကိုကိုနဲ့ဆိုင်နဲ့ချက်လက်အဆိုရင် အောင်နဲ့ဆိုင်တဲ့အချက်လက်ဒီလိုလေးလိုက်ပြောင်းတယ်ပေါ့နော်အကုန်လုံးပြကျင်နေဆိုရင်တော့ layer fitter လို့လိုက်ဒါကတော့အကုန်လုံးနဲ့ဆိုင်တယ်ပေါ့နော်ပြီးမှ bear နေပြီးတော့ဆရာတို့ double လေးကိုပို့ပြီးတော့ကြည်ကောင်းပေါင်းလေးခက်ပေးလိုက်မယ် rectangle shape လေးယူပြီးတော့မှာဒီလေးဆွဲချပြီးနော် okay ပုံသွားတယ်ဆိုရင် shape format ကနေ shape ပြီးမှ no fill လုပ်ပြီးဒီ shape outline ကိုဆရာတို့က to be မယ်အဲ့တော့ဒီ shape style ပြရတဲ့ diagram ဘောက်လောင်ချာနေ format shape ပြန် for လိုက်တယ်ပေါ့နော်ဒါဆိုရင် solid line ယူပြီးတော့ ဒါကဒီမှာဆိုရင်ကာလာကနော်ဒီနက်ပြာရောင်လေးယူလိုက်။ပြင်ဒီဘေးက site ကို30လောက်ထားပြီးလိုက်။အဲဆိုထူးလာတယ်ပေါ့နော်။ Okay ပြီးမှဘေးကနော်ပေါင်လေးတွေကိုဆိုက်ပြီးတော့ညှိပေးပေါ့။ Okay ဒီလိုလေးအောက်ကလည်းနည်းနည်းအပေါက်ကပ်ပြီး။ Okay ဘေးကလည်းပြန်ပြီးတော့ကပ်ပြီး။ Okay ဒီလိုမျိုးလေးလုပ်ပြီးနော်။ Okay ဒါဆိုရင်တော့ဆရာတို့ကဒီမှာအဲ total save by customer တပုတ်မှာနော်ကိုယ့်ရဲ့ data ဇာတ်ထဲမှာရှိနေတဲ့ နောက်အချက်လက်တွေကိုကျတို့ကဒီဇာတိတိုင်းကြည့်ရတာမျိုးမဟုတ်ဘဲနဲ့နောက်ဓာတ်ပုတ်စတိုင်မျိုးတိဆောက်ပြီးတော့မှ customer တယောက်ချင်းစီရဲ့နော်ရောင်းရတဲ့ product total quantity တွေကို donut channel ပြတယ်နော် region လိုက်ရောင်းရတဲ့ total sale တွေကို line channel ပြတယ်နောက်တစ်ခုက product လိုက်ရောင်းရတဲ့ပမာဏတွေကိုလည်း column channel ပြတယ်ပြတဲ့အခါကျရင်ဆရာတို့ကရိုးရို အယောင်နေနဲ့မဟုတ်ဘဲနဲ့ဒီလိုမျိုးပုံလေးတွေထည့်လို့ရတယ်เนาะအဲ့တော့ဒီသင်္ကန်းစာလေးကတော့အဓိကဒီချက်တွေထဲမှာ ပုံနေနဲ့တွဲပြီးတော့ပြကျင်တဲ့အကောင်မျိုးဆိုရင်ဒါမျိုးလေးတွေလုပ်ပေးလို့ရတယ်เนาะ Okay ဟုတ်ပြီဒါဆိုရင်ဒါကိုရွေးချက်လိုက်တဲ့သူရဲ့ချက်လက်လေးတွေလိုက်ပြီးတော့ကြောင်းသွားမှာဖြစ်ဆိုတော့ဒါလေးကိုတေချာလိုက်ပြီးတော့လေ့ကျင့်ကြည့်ပေါ့เนาะဒါဆိုရင်ဆရာတို့ဒီတပုတ်ဆွဲတဲ့သင်ခန်းစာတွေပြပတ်တွေပဲပြပတ်ချက်တွေကိုသုံးပြီးတော့ဒီပုတ်ဆွဲတဲ့သင်ခန်းစာတွေဆိုရင်ဆရာ ရှေ့မှာလည်းတင်ပေးထားတာတွေများတယ်ပေါ့။နောက်ဒါတွေကိုကိုကကျွမ်းကျင်ပိုင်နိုင်အောင်လေ့ကျင့်ထားရဆိုရင်ဘယ်လိုမျိုးတပုတ်ကိုမဆိုကို idea ထုတ်ပြီးတော့ဒီစောက်တက်သွားမှာဖြစ်ပါတယ်။ Okay ဒါဆိုရင်ဒီတင်ကန်းစာလေးကိုဆရာဒီမှာပဲကျန်ထားပါမယ်။နောက်ထပ်တင်ကန်းစာမှာပြန်လည်တွေ့ဆုံကြပါ